အာရခတတော်အေအေထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ဂွားမြုံနယ်မှာစစ်ပေးရှောင်၈000နီးပါးစားနပ်ရိက္ခာနဲ့ဆေးဝါးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့စစ်ပေးရှောင်အရေးကူညီပေးနေသူတွေကလည်းသိရပါဗျ။ကိခိုင်သတင်းပြဖို့ထားပါရရှင်။ လက်ရှိကောမျိုးနယ်အတွင်းမှာနေရမပြောင်းနိုင်သေးတဲ့စစ်ပေးဆောင်နဲ့စာဝန်တွေခက်ခဲနေတဲ့အင်ထောက်စုပေါင်း1984စုနဲ့လူဦးရေပေါင်း8925ယောက်ထိရှိနေပြီးအကူအညီရရှိမှု နေပါနေတဲ့အတွက်စာနေအခါနဲ့ဆေးဝါးအခက်အခဲရှိနေတာပါလို့ကောမျိုးနယ်စစ်ပေးဆောင်ကူညီရေးပူပေါင်းအဖွဲ့ကနိုဝင်ဘာလ10ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။ လက်ရှိမှာလေကောမျိုးနဲ့အတွင်းပင်လင်းပြင်မှာစစ်တပ်ကရေချောင်းအင်အားဖြစ်တင်းနေပြီးလက်လက်ကြီးလက်နက်ငယ်တွေမကြာခဏဖြစ်ခတ်တာပင်လင်းပြင်ကိုအမိန်ပြုလောက်ကင်စားတောက်နေရတဲ့ဒေသခံတွေကိုဖမ်းဆီးနေတာတွေကြောင့်စာဝန်းတွေရေပုံမှုခက်ခဲလာနေတာပါလို့ဆိုပါတယ်အဆက်ကောမရှိရနေပြီးတော့ပင်လယ်ရေပြင်ထက်မှဒီနေပြည်တွေအင်အားတိုးပြီးတော့ ဟိုသူစည်ရေးပြင်ဆင်လာတယ်ပေါ့ဒီကတော့လုံခြုံရေးအရာအကြောင်းပေါ့လေအဲလေချောင်းအန်ဒီရဲ့ဒီစစ်ကောမရှင်ရဲ့ဒီနေဗီကနေပြက်ကတ်တဲ့လက်နေကြီးလက်နေငယ်အန်ဒီရဲ့ကြောင့်အာနေနေရမပြတ်နိုင်တိတာပါအာအဲ့ဒါကြောင့်ဒီဆက်ဆောင်ပြီးသူတွေကသူတို့ရဲ့အသက်အန်ဒီရဲ့လုံခြုံရေးအတွက်ကိုဒီတောတောင်တွေထဲမှာအဲလုံခြုံမယ်လို့ထင်တဲ့နေရာမှာအဲတဲတွေထိုးပြီးတော့ဒီလိုမျိုး အဲသူတို့အသက်အန္တရာယ်လုံးဆောင်ရေးအတွက်အဲရှောင်းတိန်လို့တော့ရှိပန်းဆိုတော့အခါကျတော့အဲဒေတာခံပြီးသူပြီးသူတွေအတွက်လည်းအစားဝင်နေရပို့ပြီးတော့ခက်ခဲလာတယ်ပြီးရခါကျွန်တော်တို့မှနေရမပြန်နိုင်သေးတဲ့အဲဆက်ပဲရှောင်းပြီးသူတွေလည်းရှိရသောကအဲအဓိကတော့အဲသူတွေမှလည်းဒီစားဝင်နေရပေါ့အဲကျမ်းမာရေးအဲစားနေခါနဲ့ဆေးဝါးတွေတော့လိုအပ်လို့ရှိပါတယ်ဟုတ် ရခိုင်ပြည်ကောမျိုးနေဟာရခိုင်ကေရိုနဲဒေတာဖြစ်ပြီးဒေတာခန့်အများစုဟာရေလုံငန်းကိုမိခိုလှုပ်ကိုင်းရတဲ့ဒေတာတစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်းလက်ရှိမှာစစ်ကော်မရှင်ကနေပြည်တော်အတွင်းမြင့်ထားပြီးငါးဖမ်းရှာဖွေစားတောက်တဲ့အရသာငါးဖမ်းလေးတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တာအရသာပြည်သူတွေကိုဖမ်းဆီးတာမျိုးတွေလည်းရှိနေတော့လုံခြုံရေးစိုးရင်ပြီးငါးရှာဖို့မတော်ရေဘူးဖြစ်နေတယ်လို့ဆိုပါတယ်။ ဒါကြောင့်ကော်မြူနီကဒေတာခန့်တွေအပါအဝင်စစ်ဘေးရှောင်ပြည်သူတွေဟာငါးရှောက်ဖွေးစားတော့ရမှာပို့ပြီးခက်ခဲလာကြပြီးစာဝန်တွေရေပုံမကြက်တီးလာကြပါတယ်။ငါကဖမ်းလို့မရဘူးကြီး။ကန်ပြီးလောက်ကတော့ရရတယ်။ဖမ်းနေကြတယ်ပဲ။ဖမ်းနေကြတယ်ဆိုပေမဲ့အဓိကကနေပြီးရန်ကိုကြောက်နေရတာ။နေပြီးကအော်တောက်ရှောက်ကိုအဲ့မှာအရေးကောင်ကြီးမြင်နေရတယ်။ဒီကန်တွေတော့မြင်နေရတယ်။မြင်နေရတဲ့အခါဟိုမတွားရဘူးပေါ့နော်သူတို့တွေအဲ့ကိုရှောက်သူတို့ကနေပြီးတော့ဟို မရှိတော့ဘူးဆိုမှပင်လဲတဲ့စီးမျိုးငါးခန်းကြသူတို့ကမြည်ပြန်ပြီးတော့ကမ်းပေါ်တက်ပြီးမှဖမ်းရဲကြအဲ့အဲ့အဲ့လိုဖြစ်နေကြတာသူတို့စစ်ကောင်စီရဲ့ Navy ရဲ့ Annual ဝတ်တို့ကကြည့်နေကြတာဟုတ်ကြက်ကြီးဘက်ကဒီမှာတော့အဲ့ Navy ရဲ့ Army ရဲ့တော်တော်လေးတို့စိုးရိမ်နေပေါ့စိုးရိမ်စားမြင်နေရတာဟုတ်ဒီကကြတော့ဒါကြောင့်ကွန်မြူနီကနေရမပြောင်းနိုင်သေးတဲ့စစ်ဘေးရှောင်းတွင်နဲ့စာဝန်တွေရခက်ခဲနေကြတဲ့ဒေတာခန့်တွေအတွက်စာနေရခါနဲ့ဆေးဝါးအကူအညီတွေလူဒန်းပေးကြဖို့ ပြည်တွင်းပြပကအလူရှင်နဲ့အဖွဲ့အစည်းတွေကိုဂေါမျိုးနယ်စစ်ဘေးရှောက်ကူညီရေးပူပေါင်းအဖွဲ့ကတိုက်တွန်းတောင်းဆိုထားပါတယ်။ရခိုင်မှာတကြောပြန်တိုက်ပွဲတွေကြောင့်အိုးအင်စွန်ခွန်ထွက်ပြေးတိန်းရှောင်နေရသူ6သိန်းကျော်ရှိနေပြီးအလောအကန်ရှာပါမှု ကုံစင်းနှုံမြန်မာမှုဒန်ရီချာမှာမတေယုံတမင်စာဝန်းနေရဖြစ်ရှင်းနေကြရတာပါ။ကျမကေခိုင်ပါ။